2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့နံနက်9:00နာရီချိန်မိုးလေဝသသတင်းထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်ချီနီယနေ့မြန်မာစံတော်ချိန်9:30မိနစ်အချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့်ရင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းမြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ်နေသောအကောင်းသောလေပြင်းအားနည်းရဝင်းသည့်ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ရင်းနှင့်ဆက်စပ်လျက်ရှိသောမြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများသို့ရောက်ရှိခဲ့ပါသည်။ဆိုပါအားကောင်းသောလေပြင်းအားနည်းရဝင်သည်နောက်ဆက်နှစ်နာရီအတွင်းမြောက်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများသို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်နှဲငယ်မှတိမ်သင့်တင့်ဖြစ်ထွန်းနေပါသည်။ယနေ့ညနေအထီးကမ်းမှန်းချက် ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကျဲကျဲနေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့တွင်နေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထချုံရွာပြီးစကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်နေရာကွက်လျက်မိုးကြီးနိုင်ပါသည်ရွာရံရံနှုံးပြဖြစ်ပါသည်နောက်နှစ်ရက်အတွက်ခန့်မှန်းချက် မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထချုံပြီးနေရာကွက်ပြီးမိုးကြီးမီနေပြည်တော်နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထီးကမ်းမန်းချက် နေရာကွက်ကြားမိုးထချုံရွာမီရွာရံရံနှုံးပြီဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထီးကမ်းမန်းချက်နေရာကွက်ကြားမိုးထချုံရွာမီရွာရံရံနှုံးပြီဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထီးကမ်းမန်းချက်နေရာကွက်ကြားမိုးထချုံရွာမီရွာရံရံနှုံးပြီဖြစ်ပါသည်